အဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်မတွေ့ရလဲကြာပြီဆိုတော့ကျွန်တော်ဒီကြောစဲပေါ့နော်ကျွန်တော်တပည့်လေးတွေမေးထားတဲ့ပုံစံလေးတွေပေါ့နော်ဆောင်းဝဲဖြေခံနေပြီပေါ့နော်တို့လေ့ကျင့်ရင်းနဲ့မရတဲ့ပုံစံလေးတွေမေးထားတာလေးတွေကျွန်တော်တွက်ပြခြင်းပါတယ်ပေါ့နော်အဲ့ဒီမှာပေးထားတာတော့ဘာသာပြန်မယ်ဆိုအကြံပြန်ဘာသာပြန်မယ်ကျွန်တော်အသေးလေးတော့ဘာသာပြန်မပြမပြတော့ဘူးနော်အဲ့တော့သူကပြောချင်တဲ့သဘောတရားမြို့နဲ့တမျိုးနဲ့မှာလာစဉ်လဲစင်မီတာကပေါ့နော်မီတာကပေးရတယ်မီတာကပေးရတာဘယ်လိုကောက်လဲဆိုတော့သူက per kilowatt hour ပေါ့နော် kilowatt hour တယူနစ်မြန်မာမှာဆိုတယူနစ်လို့ပြောတာပေါ့နော်အဲတယူနစ်ကိုဘယ်လောက်နှုန်းလဲဆိုပြီးတော့ကောက်တယ်ပေါ့နော်အဲပြီးတော့သူက delivery fee ပေးရသေးတယ်ပေါ့နော်သူကပတ်စံကို delivery နဲ့ပို့လို့လာတော့မသိဘူးပေါ့နော် delivery fee ဘယ်လောက်ထပ်ပေးရတော့20ထပ်ပေးရတယ်အဲဒီဘက်မှာကျတော့ဘာပေးထားတော့သူရဲ့ table ပေးထားတယ်ပေါ့နော်အဲတလားတလား3000 kilowatt ပေးထားတယ် delivery fee ပေးထားတယ်ပြီးတော့စုစုပေါင်းကုန်ကြမ်းစရိတ်ပေးထားတယ် အဲ့တော့သူလိုချင်တာကအောက်ပါတို့မှာဘယ် linear equation ကိုတုံးလို့ရမလဲပေါ့အဲ့မှာ y ဆိုတာဘာတန်ဖိုးလဲဆိုတော့ y ကဘာကိုတုံးပါလဲဆိုတော့ y ကကြတော့ the total monthly electric city charge เนาะစုစုပေါင်းကုန်ကြစိတ်ကိုဘာလို့ယူပါတော့ y လို့ယူပါတဲ့เนาะအဲ့တော့ x ကိုကြတော့ဘာကိုတုံးပါတော့ the number of kilowatt hour ကိုတုံးပါတဲ့ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့က ABCD မှာဘယ်ကောင်မှန်မလဲဆိုတာကိုဘာလို့ပြရမှာတော့တွက်ပြရမှာ အဲ့တော့ကျွန်တော်ဘာမှမပြောခင်မှာကျွန်တော်အရင်ဆုံးအယူအချင်းဆုံးပြောမယ်ဆိုရင်ကျွန်တော်ဒါလွယ်လွယ်ကူကူစဉ်းစားကျင်နေဆိုရင်ဘာလုပ်မလဲဆိုတော့အဖြေတွေမှာအစားသွင်းလိုက်ပေါ့ဗျာ ABCD မှာ light အစားသွင်းကြည့်ပေါ့ဟုတ်လားအဲ့တော့ကျွန်တော်ပြောချင်တဲ့သဘောတရားဘယ်လိုလဲဆိုတော့ဥမာအဖြစ်ဆရာတို့ကကျွန်တော်တို့ဆိုပါဆိုနံပါတ် A ကိုကျွန်တော်တို့အစားသွင်းကြည့်မယ်မှန်လားမှန်ရင်နံပါတ် A ယူမယ်ပေါ့မှန်မှန်ရင်မယူဘူးပေါ့ဗျာပြောချင်တဲ့သဘောတရားကအဲ့တော့နံပါတ် A မှာဆိုဥဥမာအဖြစ်ဆရာတို့ကျွန်တော်တို့ဒီဟာလား H တန်ဖိုးထားကြတယ်မယ်အဲ့တန်ဖိုးအစားမသွင်းကျွန်တော် Y နဲ့ဘာစားသွင်းမလို့0.42နဲ့ ဟုတ်လား0.42 multiply ကျွန်တော် y နဲ့မှာဒီမှာသူပေးထားတယ်ထားပါတော့နော်ကျွန်တော်ဒီပထမတစ်ကြောင်းအတွက်ကျွန်တော်တက်မယ်ဆိုရင်ဆိုပါစို့အဲ့တော့ y နဲ့မှာကျွန်တော်ဘာအစားသွင်းကြည့်ရမလို့36တသမ8ကိုအစားသွင်းကြည့်ပေါ့ဟုတ်လားပြီးအနောက်ကအနှုတ်20ပါမယ်ကျွန်တော်အဲ့လို y နေရာမှာကျွန်တော်36တသမ8အစားသွင်းနေဆိုရင်ကျွန်တော် h တန်ဖိုးဘယ်လောက်ထွက်ရမလို့400ထွက်ရမယ်400မထွက်ရင်မှားတယ်ပေါ့400ထွက်ရင်မှန်တယ်ပေါ့နော်โอเคခဏလေးနော်ကျွန်တော် calculator လေးမိနေလို့ ကေအဲ့တော့အစားအသွင်းကြည့်ပေါ့ဗျာနော်ကယ်ကူလာနှိပ်ကြည့်လိုက်ရင်ရတယ်ပေါ့0.42နဲ့36တက်တမ8နဲ့မြှောက်လိုက်မယ် sorry 0.42နဲ့36တက်တမ8နဲ့မြှောက်လိုက်မယ်ရတဲ့အဖြစ်ကို20နဲ့နှုတ်ကြည့်မယ်ဒါဆိုရင်ကျင်းသေးတယ်ကျွန်တော်တန်ဖိုးဒီပါရနေမှာတော့ဆိုတော့ -G ရနေမှာ -4.544 ဆိုတော့ဖြစ်နေဖြစ်နေစရာအကြောင်းမရှိဘူးကျင်းသေးတယ်ဒါဆိုနံပါတ် A အလွယ်နေပြီပေါ့ဟုတ်ပြီနော်နံပါတ် A လို့အဲ့လိုပဲအဲ့လိုပဲလာလို့ဘာလို့ကြည့်မလို့ light စစ်ကြည့်လိုက်ရတယ်ပေါ့နော်အဖြေကအမနံပါတ် B ရောဒီတိုင်းပဲနံပါတ် B အတွက်မှန်မလားသိချင်နေဆိုရင် x ကိုထားလိုက်ကျွန်တော် y နဲ့ပါထည့်ကြည့်မလို့တက်တက်တချောင်းနဲ့ဆက်လို့ရတယ်နော်အပေါ်တချောင်းနဲ့ဆက်လိုက်ရတယ်ဒုတိယချောင်းနဲ့ဆက်လိုက်ရတယ်တတိယချောင်းနဲ့ဆက်လိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အပေါ်ချောင်းနဲ့ပဲဆက်နေနော်အဲ့ဆိုရင်ကျွန်တော် x ညာမှာဟို a ကိုဒီတိုင်းထားမယ် y ညာမှာပထမအကြောင်းတိုင်းမယ်ဆိုရင်ကျွန်တော်ပါထည့်မလို့36.8ထည့်မယ်ပြီးအနောက်ကအပေါင်း20ထည့်မယ် ဒါဆိုရင်ကျွန်တော်အဖြေပါရမှာလို့ Istanbul အဖြေဘယ်လောက်ရရမှာလို့ဒီမှာရှိတယ်36.83ရှစ်သုံးညာထိရင် Istanbul 400ရရမှာ400ရရင်မှန်တယ်400မရရင်မှားတယ်ပေါ့ဒါကိုလည်းတွက်ကြည့်လို့ရတယ်0.042နဲ့ကျွန်တော်36.83နဲ့မြောက်မယ်ရတဲ့အဖြေကို20ပေါင်းမယ်ဟဲ့လား20ပေါင်းရင်400ရရသလားမရဘူးဒီတော့21.54ပဲရတယ်ဒါဆိုရင်မှားတယ်ပေါ့ဒါဆိုရင်နံပါတ် A လည်းမှားသွားပြီနံပါတ် B လည်းမှားသွားပြီပေါ့ ဒါကျွန်တော်ရိုးရိုးရှင်းရှင်းပြောရအောင်နော်ကလေးအတွေ့နဲ့တွေ့ပြတာပေါ့နော်โอเคအဲ့လိုပဲကျွန်တော်နောက်တစ်ခုနံပါတ်4အစားသွင်းကြည့်မယ်နံပါတ်4ကျတော့ y ကို y ရအရှိမှရှိရဆိုတော့ y ကိုကျွန်တော်အစားမသွင်းတော့ဘူး h ညာမှာအစားသွင်းမယ်0.42ကိုကျွန်တော်ဗာနဲ့မြောက်ကြည့်မယ်တော့ပထမအကြောင်းမှရှိတဲ့36.8တမ8နဲ့မြောက်မယ်ရတဲ့အဖြေကို20နှုတ်မယ်အဲ့ဒါဆိုရင်တကယ်လို့ဒီနံပါတ်4ရတာမှန်တယ်ဆိုရင်ကျွန်တော်ရဲ့ y တန်ဖိုးဘယ်လောက်ထွက်ကြမှာမလို့ sorry 36.8မှာထည့်တော့ဘူးနော် h ညာမှာကျွန်တော်ဗာထည့်ရမှာတော့ ့ h နေရာမှာကျွန်တော်ဒီပထမကျောင်းမှာသုံးမယ်ဆိုရင် h နေရာမှာဘယ်လောက်ထည့်မလို့400ထည့်မယ်အဲ့တော့ h နေရာမှာ400ထည့်မယ်ဒဂလိုလာတဲ့နံပါတ်စီကမှန်နေဆိုရင်ကျွန်တော်ဖြေဘယ်လောက်ရရမလို့ y နံပါတ်ဘယ်လောက်ကျင်ရမလို့36.8ကျင်ရမယ်ကျင်နေဆိုရင်မှန်နေမကျင်ဘူးဆိုရင်မားလေလို့ကျွန်တော်ယူဆမယ်ပေါ့နော်ဒါကြောင့်မလို့နှုတ်လိုက်တယ်နှုတ်ပြီးတော့ကျွန်တော်20နှုတ်တယ်မြောက်တယ်မြောက်ပြီးတော့20နှုတ်တယ်ဒါဆိုရင်ကျွန်တော်အဖြေဘယ်လောက်ရအောင်ဆိုတော့တရာအဲတရာဘယ်လောက်ရတော့တရာ40နဲ့တရာ48ရတယ်နော်ဒါဆိုမှားသေးတာပေါ့ နံပါတ်စီလဲမှားသေးရဆိုတဲ့သဘောပေါ့နော်ကျွန်တော်ပြန်မြောက်ကြည့်ဦးမယ်နော်0.42နဲ့ကျွန်တော်ဗာနဲ့မြောက်ကြည့်ရမယ်လို့400နဲ့မြောက်ကြည့်ရမယ်ရတဲ့အဖြေတွေကနေ20နှုတ်ကြည့်မယ်ဒါဆိုရင်မှားတယ်နော်ဘလောက်ရတော့148ပဲရတာဆိုတော့ဒါလဲပါဖြစ်တော့မှားသေးတယ်ဒါဆိုကျွန်တော်နံပါတ်ဘာထပ်ထပ်ဆက်ပြီးထိုင်ကြည့်ရမလို့နောက်ဆုံးနံပါတ်ဒီပဲကျွန်တော်လည်းကျင်းစီတဲ့နံပါတ်ဒီရတော့မှန်ရမယ်ပေါ့နော်ဒါဆိုနံပါတ်ဒီမှာဆိုရင်ကျွန်တော် wind down ပို့ထားခဲ့မယ်0.042 နော် a stem မှာကျွန်တော်ပါထည့်မယ်တော့ a stem ကို400ထည့်ကြည့်မယ်ပြီးရင်အပေါင်း20ထည့်မယ်ဒါဆိုရင်ကျွန်တော်ထွက်တဲ့အဖြစ်ဒီတကယ်လို့လာတဲ့နံပါတ်တီးရတာမှန်နေဆိုရင် a stem ကို400ထည့်တာဖြစ်တဲ့အတွက်ကြောင့် y stem ကို36တက်မှ8ကျန်ရမယ်မကျန်ရင်မှားတယ်ပေါ့နော်โอเคကျွန်တော်မြောက်ကြည့်မယ်ဟုတ်တယ်ဒါဆိုရင်ကျွန်တော်အဖြစ်ဘယ်လောက်ရတော့36တသမာ8ကွတီးရတယ်နော်အဲဒါဆိုရင်ကျွန်တော်အဖြစ်ဒီမှန်တယ်လို့ယူဆလိုက်ရပြီပေါ့ဟုတ်ပြီတေချောင်းလို့ကျွန်တော်နောက်ထပ်တေချောင်းထပ်ထည့်ကြည့်မယ်ဒီဒုတိယတေချောင်းကိုတန်ဖိုးထည့်ကြည့်မယ် y ကိုထားခဲ့မယ် 0.042အဲ့ဆင်ရမှာဒီတစ်ခါကျတော့ကျွန်တော်ပါထည့်ကြည့်မလို့900ထည့်ကြည့်မယ်ဟုတ်ပြီနောက်ကအပေါင်း20ဒါဆိုရင်ကျွန်တော် y number ဘယ်လောက်ကျရမလို့58တက်မှာရှစ်ကျရမယ်900ထည့်တာဖြစ်တဲ့အတွက်ကြောင့်58တက်မှာရှစ်ကျရမယ်မကျရင်မှားတယ်ပေါ့နော်အဲ့တော့0.042နဲ့ပါနဲ့မြောက်မလို့900နဲ့မြောက်မယ်ရတဲ့အဖြေကို20ပေါင်းကြည့်မယ်ဒါဆိုရင်ကျန်တယ်လားကျန်တယ်58တက်မှာရှစ်ကျန်တယ်အဲ့လိုမျိုးပဲ hari ace နေရာမှာကျွန်တော်ပါထည့်ကြည့်ရင်တော့ 1100ထက်ကြီးတယ်ဆိုရင်ဝိုင်တန်ကိုဘယ်လောက်ကျရမလို့66.2တမ2ကျရတယ်ဒါဆိုရင်အကုန်လုံးအတွက်เนาะကြိုက်တဲ့အကြောင်းအကုန်လုံးအတွက်မှန်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နံပါတ်2ကိုရွေးလို့ရတယ်ပေါ့ဒါကကျွန်တော်တို့ပြောမယ်ဆိုရင်တော့ကလေးအတွင်းနဲ့တွေးယူပါလို့ရတော့တွက်လို့ရတယ်လောလောကူကူစဉ်းစားကြည့်ရင်အဲ့လိုမျိုးစဉ်းစားလို့ရတယ်ပေါ့နည်းနည်းလေးတော့သူကတော့ပုံနည်းနည်းလေးတော့ပြောမယ်နော်အချိန်ကြီးတော့နည်းနည်းလေးပို့ပေးရတာပေါ့ပုံမှန်စဉ်းစားနေတဲ့စာရင်ပေါ့နော်အဲ့တော့ဟုတ်ပြီ equation ထုတ်ချင်တဲ့ဆရာကြီးကျွန်တော်တို့ကမရဘူးအဲ့လိုဒီလိုမျိုးတော့ခလေးတွေနဲ့မတွက်ချင်ဘူးဒီလိုနည်းနည်းဆရာကြကြတွေးချင်တယ်ဆိုရင်တော့ဘယ်လိုတွေးမလို့ပေါ့ ။ဒါကြောင့်ဆိုရင်ကျွန်တော်တို့သိထားမှဒီက wine tempo ကိုအရင်ဆုံးကျွန်တော်တို့ analyze လုပ်ကြမယ်။ wine tempo ဒီဘာ tempo တော့စုစုပေါင်းရှိတဲ့ tempo စုစုပေါင်း electric ချလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီပတ်စံထဲမှာကျွန်တော်တို့ဘာ tempo ကြီးပါပြီးသားလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ delivery fee 20 tempo ကထည့်ပေါင်းပြီးသား။အဲ့တော့ပြောချင်တဲ့သဘောတရားကဟာလာ kilowatt 403နဲ့ဆိုရင် စုစုပေါင်းကုန်ကြစရိတ်ကဘယ်လောက်တော့36တသမာ8ဒါကတော့မှန်နေဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့ဒီတကယ်လျှက်စစ်ပေါ့နော်ပါကီလိုဝတ်အဝါအတွက်ပေးရတာဒီဘယ်လောက်လဲလို့သိချင်နေဆိုရင်1ကီလိုဝတ်အဝါအတွက်ဘယ်လောက်ပေးရလဲလို့သိချင်နေဆိုရင်36တသမာ8ထဲကနေကျွန်တော်ဘာအောင်ပြန်လုပ်ပေးရမလို့20ကိုနှုတ်ပေးရမယ်အဲ့တော့ပြောချင်တဲ့သဘောတရားဒီ1ကီလိုဝတ်အဝါကိုသုံးတာဒီဘယ်လောက်ပတ်စံဘယ်လောက်တကယ်တကယ်ပတ်စံဘယ်လောက်ပေးရလဲဆိုရင်ပေးရတာဒီဘယ်လောက်ပေးရတော့16တသမာ8ဟုတ်ပြီနော်16တသမာ8ဒေါ်လာပါ ဘာဖြစ်မလို့ကီလိုဝက်ကီလိုဝက်အဝါကီယာအသိနဲ့ရေးရမှာမနေ့ကရတော့နော် sorry ပါဟွန်းဟွန်း sorry ဘာဖြစ်သွားလဲ okay okay sorry နော်ဟွန်းပြန်ပြလိုက်မယ်နော်ဘာလို့တက်ထောက်လို့မရဘူး โอเคเนาะဟုတ်ပြီအဲ့တော့ဘာဖြစ်ကမှာတော့1ဒီမှာဘာဖြစ်ကမှာတော့ကီလိုဝတ်အဝါเนาะဒီ kWh အတူပေါ့ရေးတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဆက်သွယ်ချက်ကဘာဖြစ်မှာတော့1 kWh အဝါကိုပေးရတာဒီ16.8ဒေါ်လာပေးရတာလို့ကျွန်တော်တို့ဘာလုပ်ကမှာတော့ယူဆရမှာโอเคအဲ့ဒါကိုကျွန်တော်တွက်ချင်တယ်ဆိုရင်အဲ့တော့ကျွန်တော်တို့ကဘာကိုအရင်တွက်မယ်ဆိုရင် rain ကိုအရင်တွက်မယ်အဲ့တော့1 kWh ကိုကျွန်တော်ဘယ်လောက်ပေးရတော့ဒီလောက်ပေးရတယ် ဟုတ်ပြီနော်ဒါတော့ပြရတာဒါတော့1 kWh အဝါကိုဒါလောက်ပြရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအခုဘယ်လောက် kWh အဝါအတွက်ကျွန်တော်တို့400 I hope sorry sorry ဒါလေးဒါကဘယ်လောက်တော့ဒီကဘယ်လောက်တော့ဒါကတော့1 kWh အဝါမဟုတ်ဘူးနော်ဒါကဘယ်လောက် kWh အဝါတော့400 kWh အဝါ ဟုတ်သလားမသိဘူးဟုတ်ပြီနော်400 kWh အတွက်ပေးထားတာနော်ဒါ400 kWh မှာစုစုပေါင်းကုန်ကြသရိတ်ဒီ36.8ပေးရတယ်အဲ့ဒီထက်မှကျွန်တော် delivery ကြီး20ယူနှုတ်လိုက်မယ်ဆိုရင်ဒီ400 kWh အတွက်ပေးရတဲ့ပတ်စံရတယ်ဟုတ်ပြီဒါဒီဘလောက် အတွက်တော့ပါနဲ့ပြောမယ်ဆိုရင်ပါ400 kWh အတွက်ပေးရတာ400 kWh ကို36.8ဒေါ်လာပေးရတယ် ဲ့တော့ကျွန်တော်တို့က linear equation နဲ့ရေးမယ်ဆိုကျွန်တော်ဘာရှာမှာတော့ဆက်လုပ်ရှာမှာလေ y equal to mh plus b ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာဟုတ်ရှာမှာတော့ဆက်လုပ်ရှာမယ်အဲ့တော့ဆက်လုပ်ရှာမှာဖြစ်တဲ့အတွက်ကြောင့်ဆက်လုပ်ဆိုတာဘာနဲ့အတူတူပဲတော့ rain နဲ့အတူတူပဲ rain ဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘယ်လောက်မှာရှာတာတော့1 kilowatt hour မှာဘယ်လောက်လဲဆိုရှာတာနော်အဲ့တော့ကျွန်တော်တို့ဒီ1 kilowatt hour မှာဘယ်လောက်လဲဆိုတော့တွက်လိုက်ပေါ့အဲ့တော့400 kilowatt hour မှာဒီလောက်1 kilowatt hour မှာဘယ်လောက်လဲသိချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဘာဟုတ်ဒီဘာနဲ့စားလိုက်ရပြီတော့ ကျွန်တော်အသေးသေးတော့မတက်ပြရအောင်နော်။ဆရာကျောင်းတက်သမား၈ကိုကျွန်တော်ဘာနဲ့စားလိုက်မလို့400နဲ့စားလိုက်ပေါ့နော်။အဲ့တော့400နဲ့ပြတ်အောင်စားလိုက်တယ်ဆိုရင်ဆရာကျောင်းတက်သမား၈အစား400နဲ့ပြတ်အောင်စားတယ်ဆိုရင်ကျွန်တော်တို့ဘယ်လောက်ရမလို့ဆိုရင်0.042 unit ကဘာနဲ့ရမလို့ဒါကြတော့ဒေါ်လာပါဘာဖြစ်သွားပြီလို့ကီလိုဝက် hour တနည်းပြောမယ်ဆိုရင်1 kilowatt hour ဖြစ်သွားပြီပေါ့။ဟုတ်လား။အဲ့တော့ဒါသည် ဒါဒီဒါကျွန်တော်ဒီတိုင်းရေးကြအောင်နားမလဲဘူးဆိုရင်မရေးလဲရရနော်ကိစ္စမရှိဘူးနော်ဒါပေမဲ့ကျွန်တော်တို့တည်ထားမှဒီဟာဟာလား36.8တရားတွေ20ကိုနှုတ်ရင်ကျွန်တော်တို့ပါရမှာတော့400 kWh အတွက်နော်400 kWh အတွက်ကုန်ကြစိတ်ကိုရမယ်အခုကျွန်တော်လိုချင်တာဒီ1 kWh မှာဘလောက်လဲဆိုတော့ရှားလိုက်ပေါ့နော်ရှားလိုက်ရင်0.042ဒေါ်လာရမယ်ဒါဆိုကျွန်တော် equation ရေးလို့ရပြီပေါ့အဲ့တော့စုစုပေါင်းကုန်ကြစိတ်ကိုလိုချင်တယ်ဆိုရင်စုစုပေါင်းကုန်ကြစိတ်ကိုဘာလို့ပြောထားတော့ y ပေါ့နော်အဲ့တော့ y ကိုလိုချင်တယ်ဆိုရင်ဟာလား 1 kWh မှာပေးရတဲ့ပတ်စံ0.042ဒေါ်လာနဲ့အခု3နဲ့ kWh ကဘယ်လောက်သုံးတာတော့8 kWh သုံးတယ်လို့ကျွန်တော်တို့ပြောရတာတော့ယူဆတာ8ကဘာလို့ number ဆို kWh အဲ့တော့အဲ့0.042နဲ့ကျွန်တော်ဗာနဲ့မြောက်တော့8နဲ့မြောက်တယ်ဘာဖြစ်လို့တော့1 kWh မှာဒီလောက်ပေးရတယ်10 kWh ဆို10နဲ့မြောက်မယ်20 kWh ဆို20နဲ့မြောက်မယ်အဲ့တော့8 kWh မလို့ကျွန်တော်ဗာနဲ့မြောက်တော့8နဲ့မြောက်တယ်ဟုတ်တယ်နော်အဲပြီးရင်ပြီးမှကျွန်တော်ပါတော့ပါတော့ဒါဆိုရင်ကျွန်တော်တရားဒီဒီကောင်နဲ့ဒီကောင်နဲ့မြောက်ချင်းဒီဒါမီတာရေးသေးတဲ့ ပြီးမှကျွန်တော်ဘာထပ်ပေါင်းမေးရမလို့စုစုပေါင်းတန်ဖိုးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်သူရဲ့ delivery ကြီးဘယ်လောက်ထပ်ပေါင်းမေးရမလို့20ထပ်ပေါင်းမေးရမယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့အဖြေဒီဒီနောက်ဆုံးနံပါတ်2ရတယ်ပေါ့ဒုတိယနေ့ရတော့နည်းနည်းခတ်ပါတယ်အဲ့တော့ဒီဒုတိယနေ့ကိုနားမလည်ဘူးဆိုရင်ပထမနေ့နေ့ပဲသုံးပြီးရောနည်းနည်းလေးအချိန်လေးပေးပြီးရောစဉ်းစားကြည့်လို့ရပါတယ်ပေါ့နော်โอเคကက်ကူလာလေးနှိမ့်လိုက်ရုံပဲဆိုတော့မြန်ပါတယ်နော်โอเคအဲ့တော့ကျွန်တော်ဒါလေးကိုဖြတ်ပါပြီနော်โอเคနောက်တစ်ခုကျွန်တော်တွားကြည့်ရအောင်อืมနောက်တစ်ခုကကျတော့ဒီမှာဒါပေးထားတယ် the number of complete tan that is smaller kia make is related to the number of tan make a larger kia to which it is connected အဲ့တော့သူပြောချင်တဲ့သဘောတရားကတော့ဒီလိုပါเนาะသူက gear နှစ်ခုပေါ့เนาะ gear နှစ်ခုချိတ်ဆက်ထားတယ်ဟုတ်လား gear လေးနှစ်ခုရှိမယ်ပေါ့ကျွန်တော် gear တော့မဆွဲတတ်ဘူးဗျာเนาะเนาะအဲ gear ဒါမှ smaller gear ရှိမယ်ပြီးရင်သူနဲ့ချိတ်ဆက်ထားတာကဘာဖြစ်မလို့ထားပါတော့เนาะ လာကြဂီယာပေါ့အဲ့တော့ဂီယာနှစ်ခုကျွန်တော်တို့နှစ်ခုချိတ်ဆက်ထားတယ်အဲ့ဒီမှာတော့ပြောပြတာတော့ဒီ small ဂီယာအတွက်เนาะသေးတဲ့ဂီယာရဲ့ဘာလို့ level မှု เนาะ label အဲ့ဒါမှာတော့ number of 10 complete ပေါ့เนาะတပတ် label ရအတွက်ကြာချိန်ပေါ့เนาะဒါမှမဟုတ်လေ label မှုပမာဏဒီဒီဟာလား label တဲ့အလက်အဲဘာလို့ဘယ်လိုပြောလဲအပတ်ပမာဏဒီဒီ gear အကြီးဘယ်နှပတ်လဲပေါ့မှာမူတည်ရပေါ့ပြောချင်တဲ့သဘောတရားချိန်နေတာတော့ gear အကြီးတပတ်လဲဆိုရင် gear အသေးကတော့တပတ်ထပ်ပုံပဲပေါ့เนาะနှစ်ပတ်လည်းဖြစ်ဖြစ်မယ်သုံးပတ်လည်းဖြစ်ဖြစ်မယ်လေးပတ်လည်းဖြစ်ဖြစ်မယ်ပေါ့เนาะ gear အကြီးကတော့အဲအနေအပတ်ကြီးအတွက်နည်းမယ် gear အသေးကတော့အပတ်ကြီးအတွက်များများလဲမယ်ပေါ့เนาะသူကအသေးဆိုတော့ဟုတ်ပြီအဲ့လို ဘာဖြစ်တာတော့မူတည်ပါတယ်ပေါ့အဲ့ဒီမှာသူက linear fashion ဘာနဲ့ပေးထားကြအောင်ဆိုတော့ z equal to 3.5t နဲ့ပေးထားတယ်အဲ့ဒါကဘာတော့ c ဆိုတာကဘာပြောတော့ the number of complete tan that is smaller key a make for each complete tan or larger key a ဟုတ်ပြီနော်အဲ့တော့ပြောချင်တဲ့သဘောတရားက C ကကြတော့ ID gear အသေးလေးပါလို့ရတော့လေပတ်တဲ့အပတ်ရည်ပမာဏဟုတ်ပြီ ဟုတ်ပြီနော်ဘာပဲလဲဘယ်လိုဘယ်လိုချိန်ကြရင်တော့ဂီယာအကြီးတပတ်လေရင်ဒီအသေးလေးဘယ်လောက်လဲလဲဆိုတာကိုဖော်ပြထားတဲ့ပမာဏစီတန်ဘိုးကကြတော့โอเคတီကကြတဲ့ဘာပြောတာလဲဆိုတော့လာကြဂီယာလေတဲ့ပမာဏအတားတော်ချင်းသွားပြီပေါ့နော်စီကအသေးလေတဲ့ပမာဏအသေးလေတဲ့အပတ်အကြီးအကြီးအတွက်တီကကြတော့ဒီဂီယာအကြီးလေတဲ့အပတ်အကြီးအတွက်အဲ့တော့ဒီမှာပြောချင်တဲ့သဘောတရားဥမာဆိုပါဆိုကျွန်တော်တီနေမှာ1ထည့်တယ်ဆိုပါဆိုဟာလာဒီဂီယာအကြီးကတပတ်လေရင်ဂီယာအသေးက3.5 ်နော်3ဘတ်နဲ့တဝက်ပေါ့နော် level ပေါ့တကယ်လို့ gear အကြီးက2ဘတ်လေတယ်ဆိုရင်တီမြန်မှာ2ထည့်မယ်ဆိုရင်3.5နဲ့မြောက်ရင်7အဲ့တော့2ဘတ်ဆိုရင်ဘယ်လောက်ရမလဲ3.7 sorry 7လေတယ်ပေါ့နော်9ဘတ်လေတယ်ပေါ့ဒီကောက်2ဘတ်လေရင်ဒီအသေးက9ဘတ်လေတယ်ဆိုတဲ့သဘောပေါ့ဒါဆိုပြီးသွားပြီနော်အဲ့တော့အောက်ပါတော့မှာဘယ်ဟာကမှန်တယ်လဲပေါ့နော် linear function ဖြစ်တာမှန်တယ်လေအဲ့တော့ကျွန်တော်စဉ်းစားကြည့်ပေါ့နော်ဒီကောက်ကမှန်သလားဒီကောက်မှန်သလားအဲ့တော့ဒီမှာကျွန်တော်ဒီမှာထည့်ကြည့်မယ်သူပြောထားတယ်တီတန်ဘို3ထည့်ရင် ဝိုင်းတန်ဖို့27တဲ့စဉ်းစားကြည့်ပေါ့သုံးထည့်ဘလိုနည်းနဲ့မှ27ရကြရအကြောင်းမရှိဘူးเนาะ3.5ကိုသုံးနေမြောက်ဘလိုနည်းနဲ့မှ27ရကြရအကြောင်းမရှိဘူးဒါဆိုဘာဖြစ်နေပြီးတော့အော်တိုမှားနေပြီเนาะဟုတ်ပြီပြီးတော့ဒီမှာနောက်နံပါတ်ဘီကြည့်မယ်တီတန်ဖို့1ထည့်ရင်စီတန်ဖို့3တဲ့အတိတ်ကမှမရှိကြเนาะဒီနေရာမှာ1ထည့်ကြည့်1နဲ့3.5နဲ့မြောက်ရင်ဘယ်လောက်ရမှာတော့3.5ရရမှာမှားနေပြီ2ထည့်ရင်ဘယ်လောက်ရမှာတော့7ရရမှာသူက6ဆိုတော့မှားနေပြီအဲ့တော့ A လည်းမှားတယ် B လည်းမှားတယ်ဟုတ်ပြီအဲ့တော့ C ကိုကြည့်ရအောင် for every smaller sorry for every 710 smaller gear make ဟာလာအသေးခွန်တပတ်လေရင်းနဲ့အကြီးကနှစ်ပတ်လေတဲ့အဲဒါမှန်တယ်လीเนาะအကြီးနှစ်ပတ်ဆိုတော့အကြီးကဘာတော့တီတီနေရာမှာကျွန်တော်နှစ်ထက်တော့3.5ကို2နဲ့မြောက်ရင်ဘယ်လောက်ရမလဲ7ရမယ်ဒါကြောင့်မို့ကျွန်တော်အဖြေဒီမှာဖြတ်ကမှာတော့နံပါတ်4ချိန်နေသွားပြီเนาะဟုတ်ပြီနော် အဲ့တော့နံပါတ်ဒီကမှန်လားနံပါတ်ဒီကတော့အော်တိုမားတယ်ပေါ့သူပြောထားတာဒီ larger 3.5 lane ဆိုတော့ပြောကျင်တဲ့သဘောတရားတီတန်ဖို့3.5ဆိုရင်နဲ့အသေးက1နဲ့ဇောက်ထိုးကြီးပြောထားတာเนาะအမှန်တကယ်အကြီးတန်ဖို့1ဆိုရင်အသေးက3.5ဖြစ်ကမှာเนาะသူကတော့ဇောက်ထိုးမလို့ larger နဲ့ smaller လွှဲနေတာမလို့မားတာเนาะဒါကြောင့်မကျွန်တော်ဖြေဖားရမှာလို့ C ရပါပဲပါเนาะဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့เนาะအော်ဒါနဲ့ကျွန်တော်တခုလေးပြောပြရရှိပါတယ်เนาะကျွန်တော်တို့ဒီ အဲကျွန်တော် Facebook page မှာကျွန်တော်ကြေညာထားတယ်เนาะကျွန်တော်တို့ဒီဒီလ16ရက်နေ့အဂျွန်လပေါ့เนาะဂျွန်လ16ရက်နေ့ကနေပြီးတော့အဲ16 18 19 20အထိပေါ့เนาะကျွန်တော်တနင်္လာကနေပြီးတော့တောက်ကြနေ့အထိအဲမနက်10:00နာရီကနေပြီးတော့17ခွဲအထိကျွန်တော် လာဒီတင်ချကြီးဒီနဲ့ပတ်သက်ပြီးတော့ပေါ့နော်မေးချင်တာမေးပေါ့နော်တက်ရောက်နေတဲ့ចောင်းသားများအတွက်ပေါ့နော်တက်ရောက်နေတဲ့ចောင်းသားများစာပွဲဖြစ်ခဲ့ဒီចောင်းသားများပေါ့နော်စာနှွေးချင်တာဖြစ်ဖြစ်စာမေးချင်တာဖြစ်ဖြစ်ပေါ့နော်မေးချင်တဲ့သူတွေမေးလို့ရအောင်လို့ကျွန်တော် free webinar လေးတစ်ခုစီစဉ်ထားပါတယ်ပေါ့နော်ကျွန်တော်ပေးလေးတစ်ချက်ကြည့်ပေးကြပါအောင်နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ